အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ။အပြောင်းရွှေ့ဈေးကွက်ဆိုရင်အမြဲတမ်းဆိုလို Chelsea ပြည်သက်တွေကိုမျက်နာမငယ်စေရတဲ့အသင်းပိုင်ရှင်ဒါထော့ဘူလီနဲ့အက်ပါလီတို့ကအခုလက်ရှိမှာ Chelsea တို့ရပိုင်းတွေမှာပဲနောက်ထပ်တိုက်စစ်ကစားမတယောက်ကိုထပ်မံခေါ်ယူနိုင်ပြီဖြစ်တယ်။ဆိုတော့ရာသီအစပိုင်းမှာ Lion Dilek ကိုဒါ Ipswich Town ကနေ ်ရော်ဂျီစာချုပ်ပေါင်တန်း30နဲ့ခေါ်တယ်ဒါဟိုတနေ့ကပဲဂျီမီဂန်တက်စ်ကိုဒါဘရစ်ရှ်တော့မန်ကနေပေါင်55တန်းနဲ့ခေါ်ယူခဲ့အပြီးမှာချဲစီဘက်ကအခုထပ်ပြီးတော့ဘရိုက်တန်ရဲ့တိုက်စစ်မှု draw patrol ကို Newcastle United ကိုကျော်ပြီးတော့ပေါင်တန်း90နဲ့ခေါ်ယူလိုက်ပြီဖြစ်တယ်ဆိုတော့ Chelsea ကအခု draw patrol ကိုပြီးခဲ့တဲ့တပတ်လောက်တည်းကစကားပြောဆိုနေတာဖြစ်တယ် Brighton ကသူတို့တိုက်စစ်မှုကိုနွေရာသီမှာရောင်းချဖို့ဆုံးဖြတ်ထားတဲ့အချိန် Newcastle United ကချက်စီအသင်းကိုနဲ့အတူဆက်သွယ်ထားပြီးတော့သူတို့ကပထမအချိန်ကာလမှုပြုလုပ်ခဲ့တယ်။ဒါဟုတ်တနေ့တုန်းက Brighton ကဘာပြောလဲဆိုတော့သူတို့အသင်းရဲ့တိုက်စစ်မှုကိုကာမှုနှစ်ခုရတယ်။ဒါပေမဲ့နှစ်ခုလုံးကိုပယ်ချတယ်။အဓိကတော့ payment structure ပေါ့ဗျာ။အဲ့ payment structure ကိုသဘောမကျတဲ့အတွက် Brighton ကပယ်ချလိုက်တယ်။ဒါနဲ့ Chelsea က Brighton တိုက်စစ်မှုကိုနောက်ဆုံးမှာထဲထဲဝင်ဝင်ထပ်ကြိုးစားခြင်း David Onstein ပေါ့လေ Athletic FC နဲ့ Fabrizio ရဲ့ report အရာ Brighton အသင်းနဲ့ Chelsea ကြားမှာပြောင်းရွှေ့ခြေပါသဘောတူလိုက်ပြီးပြောင်းရွှေ့ခြေကပေါင်တန်း90ပါဆိုတော့ Newcastle တန်း90ချင်းတူတူအဓိကက Newcastle ရဲ့ပထမဆုံးပေးမဲ့ဒါအစောပိုင်းပေးမဲ့ Admon Fee က Chelsea ထက်အများကြီးနေပြီးတော့ Chelsea က Brighton လိုချင်တဲ့ခြေကိုရအောင်ပေးတယ်ဒါပြောင်းရွှေ့ခြေရဲ့ပထမအရင်မှာခက်များများပြေးဖို့သဘောတူလိုက်တဲ့အတွက်ကြောင့် Brighton အသင်းကလက်ခံတယ်နောက်တစ်ခုက Brighton ကိုယ်တိုင်က Chelsea နဲ့ special relationship ရှိတယ်နီးပြလို့ပြောမလဲ Green Potter ကနေစပြီးတော့ Moises Caicedo, Robert Sanchez, Marco Correa စတိုက်ခေါ်ဘူးအခုနောက်ဆုံးပါအခု Joao Petro ကိုပါခေါ်လိုက်တာဖြစ်တယ် Joao Petro ကလက်ရှိ current market ပေါက်ကြီးက Euro 50ဖြစ်တယ်အသက်က23နှစ်ပဲရှိတယ် ပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာဒဏ်ရာပြဿနာအချို့ကြောင့်သူ29ပွဲပဲကစားခွင့်ရတယ်။ဒါပေမဲ့ပရီးမီးယားလိမှာ10 2 6 9 6 9ဖန်တီထားပြီးတော့ဒါသူ့ရဲ့အဓိက position က center forward position ဖြစ်တယ်။ဆိုတော့ Chelsea တိုက်စစ်မှာ Jackson ရဲ့ Joao Pedro ရဲ့နောက်တစ်ခုကဒီ Lien Delight ရဲ့၃ယောက်အပြန်ရဖို့ရှိတယ်။ဒီကြားထဲမှာ Chelsea က Jimmy Cantis ကိုပါခေါ်လိုက်တဲ့အတွက် Joao Pedro က ဒါတောင်ပံမှာလည်းကစားနိုင်တယ်သူကအခု left channel မှာကစားနိုင်တဲ့အတွက် Chelsea ကသူ့ကိုဘဲတောင်ပံမှာပါသုံးရတယ်အဲ့အတွက်ကြောင့် Mikel Motri နဲ့ဒီ Jadon Sancho ထွက်သွားတဲ့ position ကို Chelsea ကကောင်းကောင်းကာပါလုပ်နိုင်တယ်ဒီကစားမကအထက်ခင်းမီဖီးပလေးယာအဖြစ်ရော left channel မှာရော striker အဖြစ်ရောသုံးနေရာလုံးကစားနိုင်သူဖြစ်တယ် ဘရာဇီးလေဝေ့ဂျင်ကသားမှဖြစ်ပြီးတော့ဒါအခုလက်ရှိမှာ Brighton နဲ့2028ထိ contract ရှိပေမဲ့ Chelsea ကသူ့ကိုခေါ်ယူနိုင်ပြီဖြစ်တယ်ဆိုတော့ João Pedro ကဘရာဇီးကလပ် Fluminense ကနေဒါ2020ခုနှစ်မှာ Premier League ကိုရှိတဲ့အချိန် Watford ကိုပြောင်းရွှေ့ခြင်း Euro 17.5သန်းနဲ့ပြောင်းလာတယ်အိုက်ကနေမှာစေဝက်ဖိုးကနေ2023မှာ Brighton ကိုယူရို34.5သန်းနဲ့ပြောင်းလာခဲ့ပြီးတော့အခုနောက်ဆုံးမှာ ဒါ Euro 65တန်းပဲပေါ့လေ။ဘာလို့ဆိုတော့ပေါင်တန်း90ဆိုတဲ့အတွက်ကြောင့်ဆိုတော့ဒါ Brighton ကတော့နှစ်ဆ နီးပါးလောက်သူတို့အမြဲရတယ်ဆိုတော့ Joao Petro ဟာ Chelsea ရဲ့ DRD တတိယမြောက်ခေါ်ယူမှုပေါ့လေ Joao Petro ဟာပြီးခဲ့တဲ့ရာသီမှာပြိုင်ပွဲဆုံးမှာသူပွဲ30ပဲကစားနိုင်ခဲ့တယ် injury ပြဿနာတွေကြောင့်ဒါပွဲ30မှာ19သွင်း9ခုဖန်တီးခဲ့တယ်ဆိုတော့သူ Premier League နဲ့ကြာ English ဘောလုံးလောကကိုစရောက်တဲ့အခြေအနေကကြည့်ရင် Brighton မှာ200ပြီပေါ့လေပြီးခဲ့တဲ့ရာသီ Premier League မှာ32ပွဲမှာ9ဂိုးသွင်း ပွဲ40မှာတွင်းကို20ဆိုတော့ bright tag ကိုသူရောက်လာတဲ့အချိန်မှာပွဲ80မှာတွင်းကို30ဒါဟာတော်တော်ကောင်းတယ်ဒါမနစ်က injury ဖြစ်တဲ့အတွက်ကြောင့်ဒါ premier league မှာဆို58ပွဲမှာ19ကိုတွင်းထားတယ်ဝက်ဖို့နဲ့ကစားခဲ့တဲ့ဒါ premier league တစ်နှစ်မှာ ါသူ၃ပွဲကစားခဲ့တယ်နောက်တရားဒီမှာ28ပွဲမှာ၃ဂိုးသွင်းတယ်ဆိုတော့ Joao Petro ဟာ Chelsea ရဲ့တတိယမြောက်ခွန်ယူမှုဖြစ်တယ်ဒါပထမဆုံးမှာ Mark Cucurella Cucurella ပြီးတော့ Graham Potter Moises Caicedo Robert Sanchez Joao Petro နဲ့၅ယောက်မြောက် Brighton ကစားမပါဘူးလေကစားမက၄ယောက် Graham Potter ပါဝင်၅ယောက်နဲ့ Joao Petro ဟာ Chelsea ရဲ့တတိယမြောက်ဆိုတော့ Jimmy Gantes ကဂျောပက်ထရိုရဲ့လီယန်ဒီလက်ရဲ့တိုက်စီကြီးပဲဆိုတော့ကျွန်တော်အမြင်တော့ Chelsea က တောင်ပန်တိုက်စစ်ကိုကာပါဖြစ်တဲ့အတွက်ကြောင့်သူတို့လိုချင်တဲ့စန်တဘက်ကိုပဲဆက်ပြီးကျိုးပန်းသွားဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်